အော်တိုဝါလာတရနေ့မှာစတင်ခဲ့တဲ့အမေရိကန်အစိုးရရန်တရားရဆိုင်မှုဟာ36ရက်မြောက်ရှိလာခဲ့ပြီးတမိုင်းတစ်လျှောက်အချိန်အကြာဆုံးအဖြစ်စံချိန်တင်ခဲ့ပါတယ်။ဒါဟာထရမ့်လက်ထက်ပထမတက်တန်အတွင်းအကြာရှည်ဆုံးဖြစ်ခဲ့တဲ့35ရက်ထက်ကျော်လွန်သွားသလိုလက်ရှိကွန်ဂရက်လွှတ်တော်မှာလည်းသဘောတူညီချက်ရဖို့ရုန်းကန်နေရဆဲဖြစ်ပါတယ်။ဒီမိုကရက်နဲ့ရီပပ်ဘလစ်ကန်အမတ်တွေကြားတစ်ဖက်နဲ့တစ်ဖက်အလျှော့ပေးလိုတဲ့လက္ခဏာမျိုးမတွေ့ရသေးပေမဲ့ဆွေးနွေးညှိနှိုင်းလိုတဲ့သဘောထားတော့ပြတ်သက်လာကြပါတယ်။ နောက်ဆက်တွဲအဖြစ်အစိုးရဝန်ထမ်းအများစုဟာလောက်ခလာစာမရဘဲအလုတ်ဆက်လုံနေရပြီးပြည်သူတန်းတဲ့ခြေအတွက်မရှိမဖြစ်လိုအပ်တဲ့အခြေခံဝန်ဆောင်မှုတွေမပေးနိုင်တော့တာမျိုးဖြစ်လာခဲ့ပါတယ်။အမေရိကန်နိုင်ငံသား42တန်းကျော်ဟာဝင်ငွေနှဲပါတဲ့အလျောက်အစိုးရထောက်ပံ့တဲ့စားနပ်ရိက္ခာအစီအစဉ်ပေါ်မိခိုနေရတဲ့အပြင်ဖက်ဒရယ်ဝန်ထမ်းမှ1.4တန်းရဲ့လစာတွေပါမထုတ်ပေးနိုင်သေးကြောင်းဖော်ပြထားပါတယ်။ တကယ်လို့နောက်တစ်ပတ်ထဲမှာအစိုးရလုပ်ငန်းတွေပြန်ပွင့်လာခဲ့ရင်တော့စုစုပေါင်းပြည်ရင်းထုတ်ကုန်တန်ဖိုး GDP ရဲ့တိုးတက်မှုနှုန်းဟာနှေးကွေးသွားနိုင်တယ်ဆိုပြီးခန့်မှန်းထားပါတယ်ရှင်။